အေဂျင်နဲ့ဘွဲကဟွိုင်လောင်းကြည့်ပြီးအခုလိုပြောလာကြပြီဖြစ်တဲ့ဘောလုံးဖန်များမန်ချက်စတာယူနိုက်တက်အသင်းကနေပြီးတော့ငားချထားတဲ့ဒိမတ်တိုက်စစ်မှု Ramos Hwaile ရဲ့ AC Milan ကို2-1နဲ့ရှုံးနေခဲ့တဲ့ဘွဲမှာစွမ်းဆောင်ရင်အားနည်းခဲ့တာကြောင့်မလို့ဘောလုံးပရိသတ်တွေက Hwaile ရဲ့အဓိကပြဿနာကိုသုံးသပ်ခဲ့ကြပါတယ်။ Hwaile ပြီးခဲ့တဲ့ရာသီနွေရာသီက United မှာသူ့ရဲ့နေရာအတွက်ဆက်လက်တိုက်ပွဲဝင်မှုအတွက်ဆန္ဒရှိခဲ့ပေမဲ့ Ineos အပွဲနဲ့ Ruben Amorim တို့ကစိတ်မရှိတော့ဘဲနဲ့ပေါင်38တန်းနဲ့မဖြစ်မနေဝေယူရမယ့်စာချုပ်နဲ့ အန်တိုနီယိုကွန်ဒီရဲ့နာပိုလီအသေးစီကိုအငှားချခဲ့တာဖြစ်ပါတယ်။ဝိုင်လန်အပွဲအတွက်ဖီယိုရင်တီနာကို3-1နဲ့အနိုင်ရတဲ့အပွဲမှာယူနိုက်တက်ကိုသမဟောင်းဒေးဗစ်တန်ဟေးယားကိုဂိုးသွင်းပြီးတော့ချက်ချင်းတက်ရောက်မှုပြသနိုင်ခဲ့ပါတယ်။အဲဒါမဲ့ပီဇာ3-2နဲ့အနိုင်ရခဲ့တဲ့ပွဲမှာတော့အားနေတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပါတယ်။ပေရညာက AC မီလန်ကိုရှုံးခဲ့တဲ့ပွဲစဉ်ဟာနာပိုလီအတွက်ရာသီရဲ့ပထမအဦးဆုံးရှုံးပွဲပဲဖြစ်ပြီးတော့အဲဒီပွဲမှာဝိုင်လန်ကဘောလုံးထိချက်16ချက်သာရှိခဲ့ပါတယ်။အဲဒါပြင်သူကပွဲကိုဘလုံးမှတက်ရောက်မှုမပေးနိုင်မင်းနဲ့အားပြုတ်နေခဲ့တော့ပရိသတ်တွေကသတိပြုမိခဲ့ကြပါတယ်။ စကောမတ်ဒိုမီနီတယောက်စီးရီးရဲ့ MVP ဆုကိုရရှိခဲ့တာမာကက်ရက်ရှ်ဖို့ဘာစီလိုနာမှာအမကန်ဆွမ်းဆောင်ရည်ပြသခဲ့တာစားရယူနိုက်တက်ကနေပြီးတော့ထွက်ခွာသွားတဲ့ကစားသမားတွေကအမြန်တိုးတက်လာပြီးဆိုရယ်ဇက်ချောင်းတွေရှိခဲ့ပေမဲ့ point လောက်တော့အဲ့လိုမဖြစ်ခဲ့ပါဘူးသူကအင်္ဂလန်မှာဆွမ်းဆောင်ရည်နိုင်ကြခြင်းကကြုံတွေ့ခဲ့ရတဲ့ပြဿနာမျိုးတွေကိုပဲအီတလီမှာပြန်လည်ပြီးတော့ရင်ဆိုင်နေရတာဟာယူနိုက်တက်ကပြဿနာမဟုတ်ဘဲနဲ့ဝိုင်လန်ကစားပုံကြောင့်လားဆိုရယ်မိကုန်တွေကိုထွက်ပေါ်စေခဲ့ပါတယ်တပတ်မှလည်းဝိုင်လဲနေရမှာယူနိုက်တက်ကနေပြီးတော့ပေါင်84နဲ့ခွဲယူခဲ့ရတဲ့ဆလိုဗေးနီးယားတိုက်စစ်မှုဘက်ဂျမင်ရှက်ကိုရဲ့အခြေအနေကလည်းကောင်းမွန်ခြင်းတော့မရှိသေးပါဘူး ဒါပြင်သူ့ရဲ့ပထမဆုံးပွဲထွက်ကစား권ဖြစ်တဲ့ EFL ပွဲစဉ်မှာလေ Grisby Town တင်းကိုရှုံးနိုင်ခဲ့ပြီးတော့ပြန်မွေးရနေထွက်ခွာခဲ့ရပါတယ်။ပြီးတော့ Brentford ကို3-1နဲ့ရှုံးနိုင်ခဲ့တဲ့ပွဲမှာမှသူ့ရဲ့ United တို့ကပထမဆုံး Premier League အခြေပါ goal ကိုသွင်းနိုင်ခဲ့ပါတယ်။ရက်စကွာကိုတွင်ခဲ့ပေမဲ့ပွဲပြီးမှာတော့ပျော်ရွှင်ခြင်းမရှိဘဲနဲ့ဒီကိုသုံးမိနစ်သာလေးလို့ရမယ်ဆိုချက်ချင်းလေးပြစ်ချင်ပါလေလို့ Instagram မှာရေးသားခဲ့ပါတယ်။သူက United မှာသူယင်ဆိုင်နေရတဲ့ရလတ်ဆိုးတွေပေါ်မှာစိတ်ပြက်နေအောင်ပြသနေရပဲဖြစ်ပါတယ်။ ရဲစကောဟွိုင်လန်ထကခေါင်းတိုက်ပေါ်ပို့ပြီးတော့အားသာရသူဖြစ်ပေမဲ့လက်ရှိမှာတော့ဟွိုင်လန်ယူနိုက်တက်မှာရင်ဆိုင်ခဲ့ရတဲ့အတိုင်းပဲရဲစကောတယောက်လည်းရလက်ဆိုးရီကြားမှာရုံးကန်နေရတယ်လို့ပြောလို့ရပါတယ်